င်္ဂလာပါသတင်းထုတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ကြဖြတ်တိုက်ခိုက်ခံရပြီးဗိုလ်မှူးအပအဝင်တပ်ဖွဲ့ဝင်20ဦးတေဆုံးကလက်နက်ငါးလက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရေဖြူမြို့ရေထောက်ဝဲအမှန်၈ပြည်တော်စုလက်မကြီးတလျှောက်လန်းကင်းယူရန်ထွက်လာသောအင်အားနှစ်ရခန့်မှာစစ်ကောင်စီစစ်ကြောင်းကိုမနစ်၁၄ရည်နနက်၉နာရီဝင်းကျင်ခန့်တွင်ညင်းထွေးရွာနှင့်ကြောက်ကန့်ငါရွာအကြားတွင်ကြားဖြတ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် သူတို့စစ်ကောင်စီတပ်ကမနေ့ကနက်နက်9:00နာရီလောက်ကတည်းကထားဝယ်ဖက်ကနေဆင်းလာပြီးလမ်းတလျှောက်လမ်းကင်းချထားခဲ့တယ်။အင်အားက200လောက်ရှိရပြန်နက်နက်9:00နာရီကနေပြီးတိုက်ပွဲဆက်ဖြစ်တာ2:00နာရီလောက်ကြာတယ်။ရေဖြူဖက်ကနေပြီးပြည်သူတွေရဲ့မော်တော်ရောက်သုံးပြီးတွေကိုအကာအကွယ်ယူပြီးစစ်ကူလာတယ်။ဒါကြောင့်ကျွန်တော်တို့ပြန်ဆုတ်လာခဲ့တဲ့စစ်ကောင်စီတပ်သားလောင်းတွေကတော့ကားလမ်းပေါ်မှာအပုံလိုက်ပါပဲ။တိမ့်စစ်ရက်မိတဲ့လက်နက်တွေကရေဖြူခြေဆိုင်ခတ်မဲ့ရ406ခတ်မဲ့ရ409တရင်ရဲ့ဒစိမ့်တွေလဲပါတယ်။ဟုရေဖြူပြည်သူ ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်။ရင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်မှဗိုလ်မှုအပါဝင်20ဦးတေဆုံး၍အများအပြားဒဏ်ရာရရှိကာ RVG တလက်အန်အေဖိုးတလက်အန်အေတီးတလက်အန်အေ1လက်နှင့်ဆက်ဆက်ပစ္စည်းအချို့ကိုတင်းစီရမိခဲ့ပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့အနေဖြင့်အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားနေစုအတွင်းစစ်ကောင်စီရဲ့ကြောက်ကညာအခြေဆိုင်အမြောက်တပ်အမတ်304တဲ့ရင်နဲ့ဇဟအခြေဆိုင်အမတ်302တဲ့ရင်တို့မှခြေရွာများအတွင်းသို့လက်နက်ကြီးအများအပြားဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ခိုက်မှုကိုဒဝဲမျိုးသားလွမြောက်ရေးတပ်မတော်ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့်ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဲတို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဆက်လက်ပြီးတော့သတင်းမှပေးမှုကြောင့်အချင်းချင်းမှရင်ပြစ်ခတ်ပြီးဗိုလ်မှူးအောင်မိုးသူတေဆုံးဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးပါမယ်။ မလ24ရက်နေ့နနက်တနာရီခန့်ချိန်ပြည်မြို့အုံတော်လန့်တွင်ရှိနေအိမ်တလုံးတွင် AA နှင့် PDF တပ်ဖွဲ့များဝင်ရောက်တဲခုနေသည်ဆိုသောသတင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းရင်းပစ်ခတ်မှုအတွင်အဆိုပါနေရာတွင်ရောက်ရှိနေသည့်နတ်တလင်းမြို့နယ်လှေချက်ကုန်းအုပ်စုရောမရွာသားဘုံမှုအောင်မိုးသူကိုစစ်ကောင်စီတပ်သားများကမှားရွေပစ်ခတ်ခဲ့ပြီးတိုက်ဆုံးခဲ့ကြောင်းသိရှိရပါသည် သတင်းမှာပေးခံရတာလို့သိရတဲ့အိမ်ထဲမှာစစ်တပ်ဗိုလ်မှူးကရှိနေတာကို AA နဲ့ PDF တွေအဲ့ဒီအိမ်ထဲမှာရောက်နေရဆိုပြီးသတင်းမှာပေးလို့ဝန်စီပြီးပြစ်ခတ်တာလို့သိရတယ်။ဗိုလ်မှူးအောင်မျိုးသူကပြည်စာတိမဟုတ်ဘူးနတ်တလင်ဘက်ကလာတဲ့ဗိုလ်မှူးဟုဒေတာစီရေးသတင်းမြစ်ကရှင်းပြပါဗါထို့သောမာယွန်းပြစ်ခတ်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအယက်သားလူငယ်တို့ကိုဖမ်းဆီးသွားပြီးလက်ရှိချိန်ထိအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။